ကျုပ်များလှတော်သားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာကျေးဇူးပါသာလှတော်သားကလည်းစကလုံးထွားတယ်ကျွတ်တော့ကျန်းကန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှတော်သားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်သိန်းကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံတရားနာကျေးဇူးသူတို့ကတကြီးဆေးတံတောက်လာတော့သူတို့ကလူတွေကပြောတယ်လှတော်သားတွေက အလုံးလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးချောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့တိုင်းဥလသိပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြိဿဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောတော်ကြီးကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့် လှတော်သားတွေကပြောတယ်ဝဲလက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလမ်းသာစီးသွားရင်တဲ့အဲ့ဒီလမ်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြီးတယ်အဲ့လမ်းကြမ်းကြမ်းနဲ့မပြောဘူးကြောက်ခင်းစားသွားအစာကြီးတဲ့စကားပြောပြောပါတယ်ဥပမာမပါပဲမပြောဘူးတပိတော်တို့တော့ဝဲလက်ကန်းစီးဘူးဗျာလေ ဘာပြုလို့တော့ညာလို့ဆိုတော့ဟာကာစီရတာခံမကြပါဘူးခင်ဗျာတဲ့နောက်ကနေဂလုံဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကာနေနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်တဲ့စကားပြောတဲ့နေရာတည်းမဲ့ဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တယ်ပြိတ္တဟိုဘက်ကဇက်ကနေတယ်ဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကိုနှစ်ယောက်ထဲမိရှို့ပြီးတော့စကားပြောတာမိလှုံရဲ့ 3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပိဒါသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြံမွဲကြီးစက်သားတံပေါင်းနဲ့ကုတော်ကြီးဆွမ်းကတ်ကျက်တန်းတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးกว่าလို့ဆိုတယ်အလိုလေးကသိပ်သုံး အလိုလေးကွာတဲ့စာပြံပွဲဆိုလို့သွားကြည့်ပါလက်ကတ်တော့ဘုံကြီးအေကိုကွာတဲ့ဘုံကြီးကျက်သားနဲ့ကတ်တာဒါဘုံကြီးအေတဲ့ကျန်ရန်ဖမ်းမစကားပြောတဲ့လူတွေဥပမာနဲ့ဘုံကြီးရယ်စားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြတာပြောတာ စကားပြောဥပမာမပါဘဲမပြောဘူးကျွတ်တော့မေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါဘဲမပြောတာဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါဘဲပြောရလှမ်းပြီးတို့စီရတဲ့အတိုင်းပဲအဲဥပမာကပါလားဒီဆက်ဒီလာနာပြေသာဟိုသူတို့ရှိမှခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေဟိုရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့ အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ခေါရီလိုရှည်လို့နောက်ကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတိပိကမြန်နေဆိုလို့စီးလိုက်တဲ့ဟုတ်သကောဖျားတဲ့အာတိပိကမြန်ပုံကိုပြောရရင်ရိုင်းဖယ်ကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးလာဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါလဲတခုမှမပြောဘူး ဥပမာမပါပဲတခွမှမပြောဘူးဒီတဲ့စိုင်းတိုင်းကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းတိုင်းကြီးအလှကျက်သားဟင်းနဲ့တော့ကျွေးပါရဲ့တဲ့ဒါပေမဲ့ခမင်းမစားခင်ကျက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာပြုလို့တုံးလို့ဆိုတော့ကျက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကျက်ရင်ရင်လည်းမပြောဘူးတကယ်လူတွေကဆိုမှာ ဒီတဲ့ဆိုင်တန်ကြီးကလူတွေကလည်းကွာတဲ့ကြမ်းရတာလည်းဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တဲ့ဘယ်နဲ့လို့ဒါအပြင်ပိုချမ်းအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့စုံစည်းလို့စကားပြောကြတနေသားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့လို့ဟဲ့မင်းတို့စီစီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တို့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲ ကဲပြိဿာကြီးကိုလုံးကောင်းနဲ့ဆင်တို့ရစီးပွားရေးကြက်ကြက်တယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီးပွားရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရေးတဲ့အလုတ်ကင်နဲ့မမင်းနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖီးလုတ်လဲတနေ့တခြားစားအိုးကကြီးလာတော့ပဲဆိုလူတွေမန်းကုန်မသိတာ မယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြေသာမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်တော့မှကြောက်လို့အထယ်မပေးမပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရအတော်ကွာကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှာမဟုတ်ပါဘူးအကုံမီတိတစ်ခုလောက်တော့ပြောအောင်မယ် ဟုတ်တယ်ဟောတော့မှခြိပါသားနဲ့ပခန်းသားဆိုတာကျွတ်တို့ရာဇဝင်မှကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထီကျုပ်ဆက်ပြောပါပခန်းသားတွေကကျွတ်တို့ဗကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးစိဟောတော့လောက်ရှိရဖျားကိုတော်မြတ်လေး ကျုပ်အနေကစားတင်ဖို့သင်မောဆင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါပေတိတရားနာပြေးသားဖယားကတကိုးကြီးတဲ့လက်လေးသက်ပြိမဲ့အရင်တုန်းကအဲ့ဒီဖယားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖယားလူခိုးဘူးလေဖယားလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖယားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မုန်းမှန်ထားတဲ့16ပိတ်သခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့ အခုတော့တရားနာပိသဟိုမိဂန်တ္တကြီးတော့16ချက်လောက်ခကောဘက16ချက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ချက်သလုံးထောင်နေဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တူတရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမှရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတယ်ဘဝကျွတ်တူတိုင်းပြီတာတောင်ချမ်းသာဘူးလို့ဆိုကြနော်อืมဘုရားသခိုးတည်းလည်းပေါ်ရတဲ့ဗမာကြီး ကျွတ်တော့ပဲမြတ်ရကူတော်ကြီးခိုးသွားပြီးမိမလုတဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသဖယားကိုကောင်းမှုချုပ်ပြီးတက်နေပြီအဲဘယ်တော့ဆိုးလို့ဘုတ်တကိုင်းသိမ့်ပြီးသေချင်းဆိုးနဲ့တော့သေးကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘသူတို့လို့ဆိုတော့ဒါကျုပ်လင်တာနေမကောင်းလို့ပါအဲကောင်းသေးလားဖယားသူ့လင်လို့ရတော်တရားရှိဘယ်တော့တရားဆွဲလိုက် ဟောက်သားတော့သိုးတယ်မိမ့်မလားဒါကြောင့်ဖရာသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဖရာကလေတရားနာပေးတာဖရာကသာလက်လေးစစ်ဗကံကတတ်ပြညို့ဖရာကိုတော်မြတ်ကြီး ਨੇ ဟောတကူးချင်းပြိုင်မလဲဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာပြိုင်မလဲဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူလူချင်းပြိုင်ကြည့်လေ ပကံကလူတွေကဘာပြောလို့နဗေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းလားကွာနဗေနဲ့ပြီးတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပခန်းသားကွာပကံကပြောတယ်မင်းတို့စကားမဆက်ဘူးတဲ့တို့ကနဗေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဗေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပခန်းသားဆိုတော့မဆက်ဘူးတဲ့ ပခန်းသားကလည်းသကတဆိုတော့မဆက်ရင်လည်းအဲ့ဒီငရုတ်ချွေးသွေးပြီးမင်းတို့မျက်စီထဲခတ်ကြည့်ပါလားတဲ့။ဂျလောက်ကကိုးတယ်ပခန်းသား။နောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာ။ဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြော။ဟဲ့တို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့။ခွေးကြီးကိုအကောင်900ကွာ။အဲခွေးနဲ့စပြ။ ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ပါပြောတော့ပကံကဟေ့မင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြင်းညို့ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်တစ်ထောင်กว่าပကံကဘလောက်နိုင်သွားပကံကဘလောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေ့တို့က ခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချခမ်းမလို့ပြောနေမှာခွေးนี่ခွေးနဲ့ခွေးချမ်းခွေးပိန်ဟော်ဒီမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြုံးထွားတယ်ဆိုလို့လားပြိုင်တယ်ဗျာပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတယ်ကျုပ်လှတော်သား ။ပါခဲ့ပြီပြီတို့။လာတော့သားရှာနေကောလာခဲ့မင်းဘိုက်ကိုဖောက်စား။ဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခမားတို့ကြုတ်ယူကျွေးပါမယ်။အဲ့ပြီးရောလူကြီးနဲ့ပြောခဲ့